lớn miền là bà xế ျမကတော့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်။ higher ဆိုင်ရာအထူးကုဆရာဝန်ဖြစ်ပါတယ်ရှင်။အဲ့တော့ဒီဗီဒီယိုလေးဒီမှာတော့တသားမိမိတို့တွေအတွက်ပေါ့နော်။အဲဒီနှစ်နှစ်ကျော်လာပြီဆိုရှင်တသားမိမိလေးတွေကတော်တော်လေးဝင်းချုပ်တာကိုလည်းတွေ့ရပါတယ်။အဲ့တော့ပေါ့နော်ဒီဝင်းချုပ်တာနဲ့ပတ်သက်ပြီးတော့မှဒီအမြင်ဓာတ်တွေကလည်းအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြသွားမှာဖြစ်ပါတယ်ရှင်။အဲ့တော့ပေါ့နော်ကျွန်တော်တို့တွေကဒီကလေးလေးတွေမှာဆိုလို့ရှိရင်ဒါပေါ့နော်စားတဲ့အစားအသောက်လေးတွေမှာဆိုလို့ရှိရင်ဒါအမြင်ဓာတ်တွေကတော့အများကြီးပါဖို့အရေးကြီးပါတယ်။ဘာလို့လဲဆိုလို့ရှိရင်တော့အခုပြောသလိုပေါ့ဒီတသားမိမိလေး ီးတွေကများသောအားဖြင့်ဆိုလို့ရှိရင်ပေါ့နည်းနည်းလေးပေါ့နော်တချို့ဆိုလို့ရှိရင်6လလောက်နဲ့ဝင်ချုပ်တယ်တချို့ဆိုလို့ရှိရင်တော့လေဒါတစ်နှစ်နှစ်နှစ်ဆိုလို့ရှိရင်ဒါတော်တော်များများလေးဝင်ချုပ်တာကိုတွေ့ရပါတယ်ရှင်အဲ့တော့ဝင်ချုပ်တဲ့ခါမှာလေတချို့ကလေးလေးတွေဆိုလို့ရှိရင်ပေါ့နော်ပထမတစ်နှစ်လောက်တုန်းမှာတော့ကောသူသတ္တမိမိလေးတွေအစားတောက်လေးတွေဆိုရှင်စားတယ်ပေါ့နော်များသောအားဖြင့်ဆိုလို့ရှိရင်လေဟင်းသီးဟင်းရွက်လေးတွေကိုဆိုရှင်စံပြုတ်ထဲမှာလေတခါသေးပေါ့နော်ပြုတ်ပြီးတော့မှတခါသေး blender လေးနဲ့ချိတ်ပြီးစားတဲ့ခါမှာတော့အသေးရွက်လေးတွေပါသွားတာရှိတယ်နောက်ပြီးတော့မှကျမတို့တွေက6လကလေးကနေပြီးတော့မှ cereal တို့ပေါ့ ါ့နော်ဒီ serial လေးကိုကျွေးတဲ့အတွက်ကြောင့်မလဲဒီ serial ကြီးထဲမှာဆိုလို့ရှိရင်ဒါအမြင်သက်ကလည်းပါပြီးသားဖြစ်တယ်ဆိုတော့လေဒါတစ်နှစ်လောက်အထိရတော့ကဒါအဆင်ပြေတယ်ပေါ့နောက်တစ်နှစ်ကျော်သွားတဲ့ခါကျတော့လေတခါတသားမိမိလေးတွေကဥမာဆိုလို့ရှိရင်အသားဆိုလို့ရှိရင်လေထွေးထုတ်တာမျိုးပေါ့နော်အရွက်ဆိုလို့ရှိရင်လေဒါမကြိုက်တာမျိုးပေါ့နော်ဒီလိုမျိုးတွေရာဆိုလို့ရှိရင်ဒါအများကြီးပဲဒါဖြစ်တာတွေလည်းကျမတို့ကတွေ့ရပါတယ်ရှင်အဲ့တော့လေ KG တသားမိမိတွေအတွက်မှာအရွက်ဆိုဘာဖြစ်ဖြစ်ပေါ့နော်ဒီလိုဟင်းသီးဟင်းရွက်တွေမှာပဲဖြစ်ဖြစ်အသီးနှံလေးတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုစီရီယာတွေမှာပဲဖြစ်ဖြစ်ဒါ ာကတော့ fiber ဆိုတဲ့အမြင်တက်ကလေးကတော့လေပါပါတယ်အဲ့တော့အမြင်တက်ကကောအရေးကြီးသလားလို့ပြောမယ်ဆိုရှင်တော့အရေးကြီးပါတယ်ရှင်အမြင်တက်မှာဆိုလေကျမတို့ကနှမျိုးရှိတယ်ပေါ့နော်အမြင်တက်ဒီမှာဆိုရှင်ဥပမာဆိုရှင်ပျော်ဝင်တဲ့အမြင်တက်တွေရှိတယ်နောက်ပြီးတော့မှဒါ soluble fiber ပေါ့နောက်ပြီးတော့မပျော်ဝင်တဲ့အမြင်တက်တွေကျတော့ insoluble fiber ပေါ့နော်ဒီလိုမျိုးလေးတွေတော့ကျမတို့ကခွဲပြီးတော့မှရှိပါတယ်အဲ့တော့ဒီအမြင်တက်တွေကကောဘာလို့အရေးကြီးသလဲပြောလို့ရှင်ဥပမာဆိုလို့ရှင်ပျော်ဝင်တဲ့အမြင်တက်တွေဆိုလို့ရှင်ဥပမာဆိုလို့ရှင်ပန်းသီးတို့လိုမျိုးမှာပါတယ် နောက်ပြီးတော့ဒီလို serialty ထဲမှာဆိုရှင်ပါရေးပေါ့နော်ဒီအမြင်သက်တွေကကြတော့ तू ကကြတော့ဒီ Kennedy ဝန်းထဲမှာပေါ့နော် तू ကကြည့်ပါပေါ့ဒီ Perrington တို့ဘာလို့ပါလာပြီးတော့မှ तू က jelly လေးလို့ဖြစ်သွား jelly လေးကိုဖြစ်သွားတဲ့ခါကျတော့ तू ကဘာလို့သွားလဲဆိုဝန်းလေးတွေကို तू အဆိုင်ဦးလမ်းကြောင်းတစ်လျှောက်မှာတွန်းတွန်းတွန်းရွှေ့သွားပြီးတယ်ပေါ့နော်အဲ့ဒီခါကျမှလည်းဝန်းကထွက်သွားတယ်အဲ့လိုပဲရေထဲမှာမပြိုဝင်တဲ့အမြင်သက်မျိုးကြတော့လေနော်သူတို့တွေကကြတော့လေဘာလဲဆိုဒီဝန်းရဲ့ပမာဏကို तू ကများလိုက်တာပေါ့နော်ပမာဏကိုများလိုက်တဲ့အတွက်ကြောင့်မို့ तू ကလှုပ်ရှားတဲ့ခါမှလည်းသွားပြီးတော့မှမြ мян လေး ီးထွက်သွားစေတယ်ပေါ့အဲ့တော့အမြင်တတ်အနေနဲ့ပြောမယ်ဆိုရင်တော့ဒါနှစ်ခုစလုံးကတော့ဒါအရေးပါတယ်လို့တော့ပြောလို့ရအဲ့တော့ဥပမာဆိုလို့ရှိရင်တော့တချို့တော့ပေါ့နော် seriality ထဲမှာတော့ဒါကတော့အမြင်တတ်ကတော့နှစ်မျိုးစလုံးပဲပါပါတယ်เนาะဥပမာတချို့တော့အုတ်တီဆိုလို့ရှိရင်တော့လေဒါ insoluble fiber တွေကတော့ပိုများတယ်ပေါ့နော်ဒါကြောင့်လို့ဥပမာဟင်းသီးမှာပဲဖြစ်ဖြစ်ဟင်းရွက်မှာပဲဖြစ်ဖြစ် အမြင်တတ်တွေကတော့ပါကြတယ်တခုပဲပေါ့နော်တချို့နေရာတွေမှာအမြင်တတ်ကပျော်ဝင်တဲ့ပျော်ဝင်တဲ့အမြင်တတ်မပျော်ဝင်တဲ့အမြင်တတ်ကတော့ဒါနည်းနည်းလေးကွဲခြားတယ်ပေါ့ဒါပေမဲ့ဘလို့ပဲဖြစ် ဖြစ်ကျမတို့တွေကဒါလူကြီးတွေမှသာလင်မကပါဘူးဒီကလေးလေးတွေမှဆိုလို့ရှိရင်လည်းဒါအမြင်တတ်တရားခန္ဓာကိုယ်တဲကိုရောက်ရှိမှသာလင်ပဲဒါတွေကဆိုလို့ရှိရင်အမြင်တတ်စားထားမှသာလင်ပဲဒါလေးတွေကဆိုရှင်ဝန်းသွားမှာပဲဖြစ်တယ်အဲ့တော့ဝန်းမသွားဘူးဆိုလို့ရှိရင်ရောကျမတို့ခက်ခဲသလားဆိုရှင်ခက်ခဲပါတယ်တသားလေးတွေကညှက်ရလေးလေးနော်ဝန်းမသွားလေးလေးမိမိတွေကဒါကမျက်ရည်ကျလေးလေးပေါ့နော်ငိုတယ်နောက်ပြီးတော့ခါကျတော့စအိုလေးတွေကဆိုရှင်ကွဲထွက်သွားတာမျိုးပေါ့နော်နောက်တချို့တသားမိမိလေးတွေမှာဆိုရှင်ဝန်းချုပ်တဲ့အတွက်ကြောင့်မလဲအစာထပ်ပြီးတော့မှမစားတာမျိုး ျိုးပေါ့နော်ဒီလိုမျိုးတွေကလည်းအများကြီးရှိပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့တွေကဒီတသားမိမိလေးတွေအတွက်ဆိုလို့ရှိရင်ဒါအမြင်တတ်ပါတဲ့အစားအစာလေးတွေကိုဒါငငယ်လေးကလေးရပေါ့နော်ကျွန်တော်တို့တွေကကျွေးပေးဖို့လည်းအရေးကြီးပါတယ်တချို့ကြတော့ပေါ့တော့ဥပမာ cereal တို့လိုမျိုးဆိုဒါ homemade မဟုတ်လို့မကျွေးခြင်းဘူးတော့ဒီလိုမျိုးတွေမရှိပါနဲ့ကျွန်တော်တို့ cereal တို့ကျွေးတယ်အုတ်တို့ကျွေးတယ်ဆိုတာတကယ်ကိုပဲကျွန်တော်တို့ကဒီပေါ့နော်အမြင်တတ်လေးတွေကိုပို့ပြီးတော့မှလည်းကျွန်တော်တို့လိုချင်တယ်ပြီးရခါကျတော့ကျွန်တော်တို့လိုချင်တဲ့အာရဓာတ်တွေဖြစ်တဲ့ဒီ iron ဓာတ်တွေထပ်ပြေးတာမျိုးလို့နော်နောက်ပြီးတော့ဗိုက်တ တမင် B တွေပေါ်ကျွဲသွားတာမျိုးလို့ဒါတွေကလည်းဒီအမြင်တတ်တွေဖြစ်တဲ့ဒီ serial တွေထဲမှာပဲပါတာတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အနေနဲ့ကတော့တသားမိမိလေးတွေကတော့ဒါအမြင်တတ်ပါတဲ့အစားအစာလေးတွေတော့မဖြစ်မနေကြွေးပါဆိုတာလေးကိုလည်းအကြံပေးချင်တာပေါ့နော်နောက်တစ်ခုကတော့ကျမတို့တွေကပေါ့နော်ဒီအမြင်တတ်တွေအပြင်ကိုဒီ prebiotic probiotic ဆိုတဲ့အရာလေးကလည်းကျမတို့အရေးကြီးပါတယ်အဲ့တော့ဒါလေးတွေကလည်းပေါ့နော်ဥပမာတသားမိမိလေးတွေရဲ့အစာအိမ်ဦးလမ်းကြောင်းမှာဆိုလို့ရှိရင်ဒါပိုးကောင်လေးတွေဆိုရှင်ပွားများနေရမယ်အဲ့လိုမျိုးပွားများတဲ့နေရာမှာတော့ဥပမာဆိုရှင် င်တော့မွေးကလေးကနေပြောမယ်ဆိုလို့ရှင်တော့ဒါတကောင်လောက်ပဲပါလာမယ်အဲ့ဒီကနေပြီးတော့မိခင်တို့ကနေတဆင်ပါလာမယ်အဲ့ဒီကနေပြီးတော့မှတဆင်ကျမတို့ကျွေးတဲ့အစားစာတွေကနေပြီးတော့မှဒါ probiotic တွေ prebiotic တွေပေါများလာအဲ့တော့ဥပမာတဘာဝအတိုင်းဆိုကျမတို့မပြောသေးဘူးเนาะချက်တော်ဖြူလို့ချက်တော်ညီလို့ချက်တော်မြိတ်လို့ပေါ့เนาะဒီလိုမျိုးနဲ့ဆက်ဆက်တဲ့အစားစာလေးတွေကိုများများစားနိုင်လေးလေးเนาะဒီလိုမျိုးတွေရကျိုးရှင်တတမီမီလေးတွေရဲ့အစာရင်လမ်းကြောင်းတစ်လျှောက်မှာဆိုရှင် probiotic တွေကပေါများလေးလေးအဲ့တော့ဒီ probiotic တွေကလည်းသူတို့ရှင်သန်ဖို့ရအတွက်ဆို လို့ရှိရင် prebiotic လို့ခေါ်တဲ့ဒီ fiber တွေပေါ့နော်အဲ့တော့ဒီ fiber အစားအစာတွေများများပါတဲ့အစားအစာလေးတွေကိုများများစားလေးလေးဒီအကောင်လေးတွေကလည်းရှင်သန်လာလေးလေးလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်မတို့တွေကတော့ solution တတမီမီလေးတွေတချို့ဆိုရှက်တစ်နှစ်ကျော်လဲပေါ့နော်ဒီ fiber များတဲ့အစားအစာလေးတွေကိုစားမယ်အဲ့တော့ကျွန်မတို့တွေကကျေးဖို့လည်းအရေးကြီးပါတယ်အဲ့တော့အခုပြောသလိုပဲအစားအစာစားတဲ့နေရာမှာဥပမာအရွက်တွေတိတ်မစားတဲ့ကလေးလေးတွေမျိုးဆိုလို့ရှိရင်ကျွန်မတို့က cereal လေးတွေကိုပဲအစားထိုးပြီးတော့မှဥပမာဆိုရှက်အနည်းဆုံးညပေါ့နော်ည 7နာရီလောက်မှဆိုရှင်ကျမတို့ကတစ်ချိန်ကျွေးရတယ်။အဲ့လိုကျွေးတဲ့တစ်ချိန်လောက်မှပဲဆက်ပြီးတော့မှကျွေးထားတယ်ဆိုရင်ဒီတသားမိမိလေးတွေအတွက် probiotic လည်းရမယ် prebiotic လည်းရမယ်ပေါ့နော်။ဒါကြောင့်မို့ကျမတို့တွေကဒီ fiber တွေများဖို့ရအတွက်ဒီဝန်းချုပ်တာကိုကျမတို့တွေကကာကွယ်နိုင်ဖို့ရအတွက်ဆိုတော့ဒါအချက်အမျိုးမျိုးကနေပြီးတော့မှကျမတို့အရေးကြီးတယ်။ဒါလေးတွေကိုလည်းမိမိတို့လုပ်ကြည့်ပါဆိုတာလေးကိုလည်းကျမအကြံပေးခြင်း ਨੇ ။နောက်တစ်ခုကတော့တသားမိမိတို့တွေကိုဆိုရေတိုက်ပေးပါနော်။တချို့သောတသားမိမိလေးတွေကဆိုလို့ရှိရင်ရေများများတောက်တယ်။အဲ့ဒီချိန်မှာလည်းကျမ တို့တွေကဒါဝင်သွားဖို့ရလွယ်ကူတယ်ဒါပေမဲ့တချို့တော့တသားမိမိလေးတွေကရေတောက်ဖို့ရအတွက်ဆိုရှက်ခက်ခဲပါတယ်ရှက်နော်ဒါကြောင့်မလို့ဥပမာဆိုလို့ရှင်ရေကိုပေါ့နော်ကျမတို့ကအသီးဖြော်ရေလေးတိုက်တာမျိုးလို့နော်နောက်ပြီးတော့မှဆီရီယာတို့ထဲမှာဆိုလို့ရှင်လည်းအသီးနံလေးတွေကိုထပ်ထည့်ပြီးတော့မှထပ်ပြီးတော့မှရောပြီးတော့မှကျွေးတာမျိုးဆိုလို့ရှင်ဒါရေဓာတ်တွေလည်းရသွားမယ်ဗိုက်တာမင်နဲ့တတုဓာတ်တွေလည်းပေါ်များသွားမယ်ဖိုင်ဘာတွေလည်းရရှိဖို့ရဆိုလို့ရှင်ရရှိသွားပါမယ်အဲ့တော့တသားမိမိတို့တွေအနေနဲ့ကတော့တရက်ကိုဆိုလို့ရှင်တော့ဒီဖိုင်ဘာဓာတ်လေးကတော့အနည်းဆုံးပေါ့နော်ကျမတို့က 5g လောက်ပေါ့နော် 5ဂရမ်လောက်ကတော့ကျမတို့ကကျွေးလေးရှိပါတယ်။ဒါလေးတွေကလည်းနေ့တိုင်းကျွေးသွားမယ်ဆိုရင်တော့ဒါသသားမိမိလေးတွေအတွက်ကတော့ကျမတို့ကအဆင်ပြေသွားမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့ဖေဖေမိမိတွေအနေနဲ့ကတော့ကျမတို့သသားမိမိတွေရဲ့ဝန်းချုပ်ဖို့ကိစ္စတွေနော်ဒီအစာအိမ်ဦးလန်းချောင်းများဖို့ကိစ္စတွေဝန်းချုပ်ရတဲ့နေရာမှာဆိုလို့ရှိရင်ဝန်းမချုပ်အောင်ကာကွယ်နိုင်တဲ့နီလန်းနီကိုတော့ဒါကျမပြောပြသွားတာဖြစ်ပါတယ်။ဒါလေးတွေကိုလည်းစူးစမ်းပြီးတော့မှပြုလုပ်မယ်ဆိုလို့ရှိရင်တော့ဒါဘောနော်ကျမတို့ဒီဝန်းချုပ်ရဲ့အကြောင်းရင်းရဲ့80ရာခိုင်နှုန်းလောက်ကဆိုလို့ရှိရင် က်တာဝါမယ်လို့လည်းကျမတို့ကဆုလိုပါတယ်။အကယ်၍ကျမတို့ဒီအထက်ပြောတာထက်ကတော့မသက်တာဘူးဆိုရင်ကျမတို့လိုနားလေတက်ကြွတဲ့သူတွေနဲ့ပြတ်တာပါ။နောက်ထပ်ဆက်ပြီးတော့မှကျမတို့အလာဂျီ test လုပ်တာမျိုးတို့တခြားယောဂ hash hashbands disease ရှိတာမျိုးဒါမျိုးလေးတွေအတွက်ကတော့ကျမတို့ဆက်ပြီးတော့မှကြည့်ဖို့ရှိပါတယ်။ဒါကြောင့်မလို့ပြပြမိမိတို့တွေအနေနဲ့ကတော့ရဲ့တတမိမိလေးတွေကိုဝင်းမချုပ်အောင်ပေါ့နော်။အကြောင်းများစွာတဲ့အထက်ကနေပြီးတော့မှဒီလိုမျိုးဂယုဒီဇိုင်းနဲ့ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ဒါတတမိမိတို့ဝင်းချုပ်တဲ့နေရာကနေပြီးတော့မှလေကင်းဝေးမှာဖြစ်ပါတယ်။ င်ဒါဆိုလို့ရှိရင်တော့ဒီတိုင်းလေးပဲကျမတို့တွေကဆက်ပြီးတော့มาကြွေးကြပါလို့ပြောရင်းနေပဲကျမဒီမှာအဆုံးသတ်ပါမယ်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်